အလုံးပဲမင်္ဂလာပါဒီနေ့တင်ပြပေးမယ့်အကြောင်းအရာလေးကတော့ဒီဆဲဆဲကွက်လေးတွေကိုဘယ်လိုမျိုးလောချမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ Okay ။မနေ့ကတပုံးပါကြတော့ဒီအမားတို့ကတော့ဘယ်လိုမျိုးချင်းလိုက်တယ်ဆိုလို့ရှိရင်ဒီကောင်လေးဆိုလို့ရှိရင် B3 နဲ့ C3 ရောက်တယ်ဒီကောင်ဆိုလို့ရှိရင် B4 C4 တရားဆိုရင် B5C5 ပြောချင်တာကွာဒီ row တစ်ခုထဲမှာရှိတဲ့ဟာမခိုးပဲမြောက်တာဖြစ်တဲ့အတွက်ဘာမှမဖြစ်ဘူးဒီတိုင်းညီမချင်းခံပြီးတော့သူတို့နှစ်ခုကြားထဲကို B5 ပြီးလို့ရှိရင် star လေးထဲမှာ BNC5 မြောက်လိုက်တာနဲ့အဖြေရထွက်ပြီပေါ့နော်ဒီမှကျတော့အမားတို့ကဒီမှာဘာလုပ်မလဲဆိုတော့5%ကိုတွက်ရှင်တာတိုးတဲ့အမောင်းရဲ့5%ကိုတွက်ရှင်တာတွက်ရှင်တဲ့အခါကျတော့ formula လေးအရင်စရင်းကြည့်ရအောင်နော် okay BD3 ရဲ့5% into ဒီမှာ5%ကိုတွက်မှာ D3 နဲ့ E1 ပြောချင်တာ row တွေကမတူတော့ဘူးတစ်ခုက row number 3တစ်ခုက row number 1တော်လိုက်ပြီ okay နော်အဲ့ဆိုလို့ရှိရင်နောက်တစ်ခုဒီလိုထွက်လိုက်တဲ့ချိန်မှာဒီမနေ့ကတင်ထားတဲ့အတိုင်းဆိုရှင် formula တွေကဒီလိုမျိုးတောက်လျှောက်ဒီနောက်တစ်ခုလည်းအကိုတွေကနှိပ်နေပေါ့နော် star ပြီးလို့ရှိရင် star မြောက်ပြီးလို့ရှိရင်ဒီလိုမျိုးတွေတွက်မယ်ပေါ့ဒီလိုလေးတွက်နေတာဒီမှာနှစ်လိုင်းသုံးလိုင်းတွေကနေ total 10ဖြစ်နေဆိုတော့ဖိစားမရှိဘူးအကယ်၍ဒီကနေဆိုဒီ10မဟုတ်ဘူးနေတယ်သူက ရိုးနံပါတ်တွေက more than 100 200 100တရာကျော်200ကျော်ဖြစ်နေမှာဆိုလို့ရှိရင်အမားတို့ဒီကိုတွေမှာဒီလိုမျိုးဟိုတစ်ခုချင်းလိုက်မြောက်နေဖို့အတွက်အရှိမရှိဘူးပေါ့နော် fiber ဆောင်လိုက်တွက်နေဖို့အတွက်အရှိမရှိဘူးအဲ့တော့အမားတို့ကတုံတယ်ဟိုတခါတည်းပုံကြီးလာရေးပြီးတော့ဆွဲချပြီးတော့တက်တယ် okay ဆွဲချကြည့်လိုက်မယ်ဆွဲချကြည့်လိုက်တော့ error တွေတက်နေတယ်ဘာကြောင့်တက်နေရလဲဆိုတော့အမားတို့ဒီ D3 နဲ့ E1 okay မှန်တယ်နော်ဒီကလည်းစကြည့်မယ်ဒီမှာကျတော့ D4 နဲ့ E2 ဆိုတော့ဒီ total test amount ကိုရွေ့တယ် တကယ်ဆိုရင်အမားတို့ကမရွေးချင်ဘူးဒီ e ဒီကောင်ပဲဒီ e1 ကိုပဲအမားတို့ကလိုချင်တာပေါ့နော်ဒီမှာရွေးတော့ရွေးတော့တဲ့အခါကျတော့အမားတို့အဲ့လိုနေမရွေးအောင်ပေါ့အိတ်ဆေးမှာဘာလုပ်လဲဆိုသူက loss ရတယ်လို့ခေါ်တာဒီ e1 လေးကို loss ဒီ e1 လေးကိုမရွေးချင်ဒီကောင်ကတော့ okay ရွေးသွားပြီးရတယ်အဲဒီမှာတော့ဒီ d3 ဒီမှာရောက်တော့ d4 ဒီမှာရောက်တော့ d5 ရွေးသွားလိုက်ရဒါပေမဲ့အမားတို့ဒီ sequence ကိုကျတော့လုံးဝမရွေးချင်ဘူးရွေးချင်တယ်သူအမားတို့ဘယ်လိုမျိုးတော့ အဲ့ဒါကိုအေးစင်းမှာလောရှာရတယ်ပေါ့လောရှာတယ်ဆိုတော့ဘာလုပ်တယ်လဲဆိုတော့သူကဒေါ်လာ site link ခံပြီးရေးလိုက်တာလောရှာတယ်ပေါ့ဒီမှာဒီနေရာလေးမှာမတော်လောရှာမှာ e ဒီ column number ဖြစ်ပြီးတော့ when ဒီဒီ when ဒီ row number ဖြစ်တယ်အဲ့ကြောင့်မတော်ဒီ site work ကနေလုံးဝမရွေ့ကျင်တာဖြစ်တဲ့အတွက်ဒီနေရာမှာမတော်ဘာလို့မဆို column ရော row ရောနှစ်ခုလုံးကိုလောရှာအမတော်လောရှာတာဘယ်လိုရှာရလဲဆိုတော့ဒီမှာဒေါ်လာ site link ကို e ရဲ့ရှေ့မှာလဲထည့်မယ်ဒေါ်လာ site link ကို when ရဲ့ရှေ့မှာလဲထည့်မယ်လောရှာလိုက်ပြီเนาะ အဲ့ဒါကိုဒါမှမဟုတ်လို့ရှိရင်ဒီနှစ်ခုကိုတပြိုင်တည်းတိတ်မရိုက်ရှိလို့ရှိရင်ဒီ E1 လေးကိုဆက်လက်ပေးပြီးတော့ဒီကိုရီးယားလက်တော့ကနေပေါ့ F4 လေးကိုလိမ့်လိုက်လဲတော့ရှာတယ်အတူတူပဲเนาะဒါဒီပုတ်ပတ်သွားတယ်ဒီတော့ဒါဆိုင်လေးတော့ရှာလိုက်ပြီအဲ့ဆိုလို့ရှိရင်အမဒီမှာဆွဲရှာလိုက်ဆွဲရှာလိုက်ပြီเนาะအဖေကစီပီကဒီမှာကြည့်လိုက်သူကဒုတိယ line မှာလဲဒီ E1 လေးပဲတတိယ line မှာလဲ E1 လေးပဲစတော့တ line မှာလဲ E1 လေးပဲ ပြောချင်တာကဒီလိုမျိုးလော့နေချမယ်ဆိုလို့ရှိရင်ဒီဒေါ်လာဆိုင်လေးကိုသုံးရမယ်ဒီဒီဆဲခွက်တစ်ခုလည်းကိုပဲကိုကအသေးသုံးသွားမှာပဲလော့ချရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြချင်တာပါဒီနေ့သင်ခန်းစာလေးရတော့ဒါပါပဲအကယ်၍နောက်ထပ် easy fashion လေးလေ့လာချင်တယ်ဆိုလို့ရှိရင်လည်း page ကို follow လုပ်ထားပြီးတော့ဗီဒီယိုလေးကို like အချိန်ပေးတော့လို့ရပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်